ဟယ်လိုမင်းခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေနဲ့ပြမ subs attack page တခုဖြစ်ပါတယ် straight နဲ့ချင်းဒီမှာ page quality အနေနဲ့ပြတော့ခဲ့တဲ့အတွက်ကြောင့်မို့ဒီဥစားကိုပြန်စင်းအောင် facebook team right knee လဲနဲ့ blue request attribute team မှာဆက်အောင်လုပ်သွားရမလဲဆိုပြီးဒီ video မှာအားလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြရှင်းပြပေးမယ် အင်းဆုံးကျွန်တော်ပြ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 မှာတော့ဒီ page owner မသိနားမလဲပဲသူရဲ့ page မှာ blue content မျိုးတင်တဲ့အတွက်ကြောင့်အခုလိုမျိုး straight tv page quality အနေနဲ့ဖြစ်တော့ခဲ့တဲ့ဆိုမှဒီဗီဒီယိုမှာပြပြရှင်းပြပြမယ်အကယ်လို့လူကြီးမျိုးတို့ page မှာလည်းအခုလိုအတိုင်း page quality အနေနဲ့ဖြစ်နေတဲ့အခုလိုအတိုင်း straight နေဆိုရင်တော့ဒီဗီဒီယိုကြည့်မှကိုကိုတိုင်းဖြည့်ရှင်းသွားလို့ရပါတယ်အဲ့အတွက်ကျွန်တော်သူရဲ့ page owner တစ်ချက်တောင်းမယ်ဆိုရင်တော့ဒီ page မှာတင်ထားတဲ့ content နဲ့အားလုံးက modern နဲ့ပတ်သက်ပြီးတင်ထား content ဖြစ်တဲ့ သူကိုယ်တိုင်ရိုက်ပြီးမှတင်ထား content လေးတွေဖြစ်တာပေါ့နော်။ဒါပေမဲ့တချို့တတိဓာတ်ပုံတွေမှာ six rate နဲ့ပတ်သက်ပြီးဖြစ်သွားခဲ့တယ်။ပြောမစင်ရင်သားပေါ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်ပေါ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်တော့ခဲ့တဲ့တမို့ straight tv မှာ page quality အနည်းအားဖြစ်သွားခဲ့တယ်။အဲ့လိုမျိုးဥစ္စာနဲ့ပတ်သက်ပြီးလုံးဝတင်လို့မရပါဘူး။ပြီးလို့ရှိရင်လည်းဒီ page owner ကျွန်တော်တခြားလေးပြပြပေးတယ်။အဲ့လို model နဲ့ပတ်သက်ပြီးသွားတယ်ဒီတင်ပေါ်ရင်ပေါ်ပုံစံမျိုးဖြစ်သွားခဲ့တယ်ဆိုအဲ့ဒီတင်ပေါ်တဲ့နေရာလေးမှာ sticker လေးအုပ်ပြီးမှဒါမှမဟုတ်နေတဲ့ တိုက်တဲ့တခုခုထိုးပြီးမှ page မှာတင်တော့ရင်တော့ copyright ကလည်းလွတ်ကင်းတယ်နောက်တစ်ခုကျတော့ဒီ page owner တင်ထား content ကြတော့ဒီ coupon တက်ပုံမဟုတ်ဘဲအခြား social media ကတချို့ delete တက်ပုံလေးတွေ download ဆိုပြီးသူ page မှာတင်ပြီးတော့တဲ့ခါမှာ violation ဖြစ်ပြီးမှ page က risk investment ကျတော့ခဲ့တယ်နောက်တစ်ခုကျတော့ဒီ page on အမကျော်သူ page မှာတင်ပြီးသွားတဲ့ debt ပုံကိုနောက်တစ်ကြိမ်ပြန်တင်တယ်နောက်တစ်ကြိမ်ပြန်တင်တယ်ပြောမစွေ reuse content ဖြစ်တဲ့တုံးပြီးသွားတဲ့ debt ပုံပြန်တုံးတဲ့အပြင်မှာ page က reuse content ဖြစ်မှာ risk investment ကျတဲ့အတွက်ကြောင့်ဒီဥစားကျွန်တော် fix လုပ်ပြပေးမှာဖြစ်ပါတယ် ဒီ page ကကျွန်တော် subscribe ဒါဒီနေ့နဲ့ဆိုရင်73ရက်ရှိတော့ခဲ့တဲ့အတွက်ကြောင့်ဒီ page ရဲ့ဒီ page recommendation ကိုကျွန်တော်တစ်ချက်တော့ပြမယ်ဆောသားချင်းတော့ဒီ page online ကျွန်တော် subscribe တော့ဆိုဒီနေ့မှချက်ချက်ပြပြီးမှ UI combination suspended ဆိုပြီးပြတာပေါ့နော်အခုချိန်မှာကျွန်တော်တို့တပတ်အတွင်းပြုပြင်ပြီးတဲ့အချိန်မှာသူရဲ့ star ကလုံအောင်ကောင်းတာခဲ့ဒီမှာဆိုရင် grow at risk ဆိုတဲ့ဥစားတော့ဒီဥစားမှာပြဿနာမရှိဘူးအလုံးကောင်းနေပေါ့နော်အကယ်လို့ကျွန်တော်ဒီဥစား request ပြုတင်လို့ပြီးတော့ခဲ့ဒီနေ့မှာ ဒီ pitch is recommendation on ဖြစ်သွားခဲ့ပြီဆိုရင်တော့ကျွန်တော် pitch မှာတင်လိုက်တဲ့ post content နဲ့လူအများစုရောက်မယ်ဒီ pitch မှာရှိတဲ့ follower အားလုံးစီကိုရောက်မယ်ပြီးလို့ရှိရင်ဒီ pitch နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေရှိလို့လဲ Facebook က Facebook က automatic suggest ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အသစ်တွေတိုးပြီးလာမယ် reach engagement အသစ်တွေတိုးပြီးလာမယ်အခုဒီမှာ star count တော့ခဲ့ရဆိုရင်ဒီ pitch မှာရှိတဲ့ follower အားလုံးစီကိုရောက်စေတယ်အကယ်လို့ဒီနေရာမှာ page recommendation on ဖြစ်တာခဲ့တဲ့ဆိုရင်တော့ follower အသစ်စစ်စီကို Facebook က automatic suggest ပို့ပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော် review content နေပြီးသွားမယ်ဆိုရင်တို့ဆက်ဒီမှာ strength နဲ့ကြည့်ထိတော့ခဲ့ပါတော့။အဲ့တော့ကျွန်တော်တို့ request တွေပြုတင်မှုဆိုရင်ဆိုကျွန်တော်ဒီဖက်မှာတစ်ချက်တော့မှာစစ်ဆေးရပါမယ်။ပြီးရင်ကျွန်တော် sport inbox တစ်ချက်နေပြီးသွားမယ်။ ပြီးရင်ကျွန်တော် you are alert တစ်ချက်နဲ့ပြီးသွားပါစို့ဒီမှာ no violation violation နဲ့ပတ်သက်ပြီး violation နဲ့ပတ်သက်ပြီးကျွန်တော်ပြခအားလုံးဖြတ်လို့ပြီးသွားခဲ့ပြီပြီးလို့ရှိရင်ဒီ page မှာရှိတဲ့ရှေ့ဆက်ပြီးမှထိတဲ့နိုင်မဲ့ content တွေရှေ့ဆက်ပြီးထိတဲ့နိုင်မဲ့အမှား content တင်ထားဥစ္စာတွေကျွန်တော်ပြခတိကျစစ်စစ်ပြီးဖြတ်ပြီးမှဒီ page owner right content တွေတင်တာ develop ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ဒီ page ကို request တပြုတ်တင်ပြီးမှဖြစ်ပါတယ်။အဲ့အတွက်ကျွန်တော် request တပြုတ်တင်ဖို့ဆိုကျွန်တော်ဒီဘက်မှာ link နဲ့ share ဒီ link ကတစ်ဆင့်ကျွန်တော် request view နေပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ tab edit step ဖွင့်မယ်ပြန် page လုပ်မယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီမှာဆိုရင်တော့ဒီ copyright affiliate farmer သူ page မှာ straight နေချင်းထိတဲ့အတွက်ကြောင့်မို့ဒီ user တစ်ချက် request view နေရမယ်အတွက်ကြောင့်ဒီမှာ page လုပ်ပြီးထည့်မယ်ပြီးလို့ရှိရင်တော့ဒီ page home လာပြီးမှဒီ page ရဲ့ url link တစ်ချက် copy ကိုပြီးမှကျွန်တော်နည်းနည်းအောက်ဆင်းတော့မယ်နည်းနည်းအောက်ဆင်းတော့ခဲ့ပြီဆိုကျွန်တော်ဒီမှာသူ့စာစာရေးပြီးအဆင့်တစ်ထားတာပါနော်ဒီဒီနှစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာသူ့ရဲ့ link ကို page လုပ်မယ်ဒီအောက်မှာလည်း page link ကိုတစ်ချက် page လောက်ထည့်မယ် page လောက်ထည့်ပြီးဆိုရင်တော့ကျွန်တော်ဒီ oppo ဆုံးကစာသားလေးကျွန်တော်တစ်ချက် copy ကူးပြီးမှသွားပါမယ်ဒီစာသားလေးကျွန်တော်တစ်ချက် copy ကူးပြီးမှသွားပါမယ်ကျွန်တော် request distribute မှုဆိုရင်ပြီးရင်တော့ကျွန်တော်ဒီ page ကိုတစ်ချက်လာပြီးမှ debate တစ်ချက်နေမယ်ပြီးရင်တော့ကျွန်တော်ဒီ give feedback ကိုတစ်ချက်နေပြီးသွားမယ် oppo ဆုံးဥစ္စာတစ်ချက်နေပြီးသွားမယ်ဒီအပြန်တစ်ချက်နေပြီးသွားမယ်ဒီ poster ပေါ်လာခက်မယ်ဆိုရင် allow တစ်ချက်နေမယ်နော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီအပေါ်မှာ page ကဖြစ်တဲ့အတွက်ကျွန်တော် page ကိုတစ်ချက်ရွေးပြီးမှသွားလိုက်ပါမယ် ပြီးရင်တော့ကျွန်တော်ဒီအောက်မှာအခုနောက် copy ကုတဲ့စာသား page လို့ထည့်မယ်ပြီးရင်တော့ကျွန်တော်ဒီ page ကိုလည်းဒီအနေအထားဖြစ်တဲ့ဥစ္စာ screenshot ဆွဲပြီးမှဒီနေရာထည့်ပေါ်ရပါမယ်အဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ်ကျွန်တော် screenshot ဆွဲပြီးတဲ့ရှိရတူတယ်မို့ဒီဥစ္စာတစ်ချက် page တော့ပြီးမှထည့်ပေါ်လိုက်ပါမယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော် enzo ကျွန်တော်တခုကျွန်တော်ပြပေးပါမယ်ခင်ဗျာနော်ဒီမှာတစ်ချက်ပြဒီဥစ္စာကျတော့ပထမတော့ profile အနေအထားဖြစ်မှ strain ကြင်ထိပြီးမှ subs အတဥစ္စာကျွန်တော်ဘက်ကပြပြင်လို့ပြီးတော့ခဲ့တဲ့အချိန်မှာ profile ကလုံးဝဆင်းတော့ခဲ့တဲ့ဆိုတော့ကျွန်တော်ပတ်သက်ပြီး live လို့ပြပြီးဖြစ်ပါတယ် အဲ့လိုမျိုးပဲ page နဲ့ပတ်သက်ပြီးမှကျွန်တော်အရှိမဗီဒီယိုအများကြီးတင်ထားပေးပါတယ်100% save ပါတချို့ကျတော့ save your save မလားလာလာပြောနေကြတဲ့လူတွေအတွက်100% save ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီမှာ second shot ထည့်ပြီးတော့ခဲ့ပြီးစေအောက်ကနေ submit နေပြီးတော့ message တာပထမ step နဲ့ကျွန်တော် request submit တင်တော့ပြီးတော့ခဲ့ပြီးဒီ setup ပြီးတော့ခဲ့ပြီးစေနောက်တဲ့တင်ရတဲ့ဆင့်သွားပြီးမှကျွန်တော်ဒီအောက်မှာနည်းနည်းဆင့်သွားမယ် ။ innocent money from တစ်ချက်နေပြီးတော့မယ်။ဒါဒီကြတော့ဖုန်းနဲ့လည်းအလွယ်တကူလုပ်သွားလို့ရတယ်။ဖုန်းနဲ့ဆိုရင် Chrome browser မှာ login ဝင်မှာ deposit အတိုင်း step by step လုပ်ဆောင်သွားလို့ရတယ်။ကျွန်တော်ဒီနေ့ဆိုလက်ရှိသုံးနေတဲ့ Gmail တစ်ခုကျွန်တော်ထည့်တော့ရမှာမယ် Gmail ကြတော့ကျွန်တော်တို့ request တပြုတင်တာ verify လုပ်ပြီးတော့ရတဲ့အတွက်ကြောင့်မို့ Gmail ထည့်ကိုထည့်ရပါမယ်လက်ရှိသုံးနေ Gmail ထည့်ပြီးတော့ပါမယ်နော် ဒီဖက်တစ်ချက်နေမှာကျွန်တော်လက်ရှိသုံးနေတော့ဒီ Gmail သုံးနေဖြစ်တဲ့အတွက်ကြောင့်ဒီ user တစ်ချက် copy ကုမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီနေလာအပေါ်ဆုံးမှာ page လို့ထည့်ပြီးမှနည်းနည်းအောက်ဆင်းတော့ message ကျွန်တော်ဒီမှာလဲ page ကဖြစ်တဲ့ကျွန်တော် page ကိုရေးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအခုနစာသားလေးပဲတစ်ချက်ပြန် copy ကုပြီးမှဒီမှာကျွန်တော် page လို့ထည့်မယ်ပြီးရင်ကျွန်တော်အောက်ကနေ send ဆိုရင်လည်းပြီးတော့လဲပါမယ်ဒီဥစ္စာမှာလည်း from semester successfully ဆိုရင်ကျွန်တော် request debut တင်တာအောင်မြင်သွားခဲ့တဲ့အတွက်ကြောင့်ဒီဥစ္စာတစ်ချက် okay နေပြီးတော့လဲမယ်ဒီ setup ပြီးတော့ခဲ့ပြီဆိုရင်နောက်ဆုံးတင်နေရတဲ့ကျွန်တော်ဒီ page က straight နေချင်းထိတဲ့အတွက်ကြောင့်ဒီနေရာနဲ့ request debut တင်သွားမယ်အတွက်ကြောင့်ဒါတစ်ချက်နေမယ်ဒီမှာ corporate affiliate form တို့ရှိရပြီးကျွန်တော်ဒီ account တစ်ချက်နေမှာကျွန်တော်ဒီမှာ page နာမည်ထည့်သွားမယ်အတွက်ကြောင့် page နာမည် copy Google မှာထည့်သွားရပါမယ် page မှာနာမည်ဘယ်လိုထည့်ထားလဲဆက်လုံးအသေးအကြီးဘယ်လိုထည့်ထားလဲအဲ့ဒီတပုံစံတဲ့ similar sim ထည့်မယ် ပြီးရင်တော့လက်ရှိသုံးနေတဲ့ email တခုထည့်မယ်ဒီအောက်ကတစ်ဆင့်နေမှာကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ page ရဲ့ url link username url link အတူတူပဲထည့်ပါရပါမယ်ပြီးတော့ကျွန်တော်ဒီအောက်မှာဆိုရင် request တပြုတ်တင်ရမှာစာသားပါเนาะကျွန်တော်ဒီစာသားလေးကိုတစ်ချက်ထည့်ပြီးသွားပါမယ်ပြီးတော့ကျွန်တော်ဒီ host ပြန်ချဲ့ပြီးမှကျွန်တော်ဒီမှာ page လို့ထည့်ပြမယ်ပြီးရင်ကျွန်တော်ဒီ host တစ်ချက်နေမှာ page quality အနေနဲ့ဖြစ်တဲ့ screenshot ပြန်ထည့်မယ် ီးတော့ချက်ပြီးဆိုရင်တော့ကျွန်တော်အောက်ဆုံးဆင်းပြီးမှဒီကနေ sense ဆိုတာနေပြီးတွားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်အခုနောက်ထည့်လိုက်တဲ့ gmail မှာ code ရှင်းလုံးကြမယ်တို့ကျွန်တော် edit code ရှင်းလုံးထည့်တော့ရပါမယ်တစ်ခါသုံးကုတ်ပဲဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်ဒီမှာ code ကြလာခဲ့ပြီဆိုဒီ user တစ်ချက်နေပြီးမှကျွန်တော်ဒီ code ရှင်းလုံးကျွန်တော်တစ်ချက် copy ကူထည့်ထည့်ပါရပါမယ်ဒါကြောင့်တစ်ခါသုံးကုတ်ပဲဖြစ်ပါနော် page လုပ်မယ်ပြီးရင် confirm ဆိုတာနေပြီးသွားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီနေ့မှာ i'm not robot ကို verify လုပ်ပြီးသွားရမယ်အတွက်ကြောင့်မို့ဒီနေ့အခြေခံနဲ့စောင့်ပေးပါ process အနေငယ်ကြာပါလိမ့်ခင်ဗျာနော်ဒီ request ဆက်ပြီးတင်တဲ့အပိုင်းမှာကျွန်တော်ဒီမှာစရင်သူက best ကိုပြထားတဲ့အတွက်ကြောင့် best ကိုရေးပြီးမှသွားပေးလိုက်ပါခင်ဗျာနော် best အားလုံးကုန်သွားခဲ့ပြီဆိုမှလည်းဒီကနေ့ verify နေပြီးသွားမယ်ဆိုအမှတ်ချက်လေးပြမယ်ပြီးရင်ကျွန်တော်ဒီကနေ့ စမစ်နေပြီးသွားမယ်ဆိုရင်ဒီနေ့မှာ process အနည်းငယ်ကြာပါတယ်ဒီနေ့ချက်ချင်းကျွန်တော်ထွက်သွားလို့မရပါဘူးเนาะ successfully ဖြစ်ပြီးဆိုမှတန်းနေကျွန်တော်ထွက်သွားရမှာအဲ့ဒါမှာ facebook team review 100%ရောက်တယ်အဲ့ဒါမှာ page ရ performance ကောင်းမှာပေါ့เนาะဒီမှာ so from semi successfully ဆိုရင်ကျွန်တော်ဒီဥစ္စာတစ်ချက် okay နေလိုက်မယ်ဆိုရပါခဲ့ပါပြီဒီပုံစံအတိုင်းကျွန်တော်တို့ page ကို request review တင်လို့ပြီးသွားခဲ့ပြီဆိုရင်เนาะချက်ချင်းမှမစင်အချင်းအနည်းငယ်စောင့်ပေးရတယ် ပြီးလို့ရှိရင်ကျွန်တော်ဒီ page မှာဆိုရင်တော့ post content တွေပုံမှန်လေးတင်ပြီးသွားရမယ် post content တင်တဲ့အခါမှာဆိုလဲ blind တင်တော့လို့မရဘူးကျွန်တော်အခုနောက်ပြောတဲ့အတိုင်းပဲကျွန်တော်ဒီတက်ပုံပညာဆိုတေချာ edit လုပ်ပြီးမှဒီ security နဲ့ပတ်သက်တဲ့တက်ပုံလုံးဝတင်တော့လို့မရဘူး security နဲ့ပတ်သက်ပြီးဆိုင်ရန်နဲ့ပတ်သက်ပြီးပါတော့ရတဲ့ link ဆိုင်ရန်အပြည့် အပိအမျိုးစကလုံးနဲ့ပတ်သွားခဲ့ရဆိုရင်အဲ့ဒီစကလုံးနဲ့ဖယ်ရှားပြီးမှအကယ်လို့ကျွန်တော်ဒီမှာဗောနဒီရင်သားဒီတင်နေပါပြီပေါ်မဲ့နေရဆိုအခုလိုမျိုးဒီစတေကဘာညာအုပ်ပြီးမှလောက်ဆောင်သွားရမယ်ဒီ page owner ကိုကျွန်တော်ပြောတဲ့ချက်မဲ့သူကျွန်တော်ပြောတဲ့အတိုင်း line နိုင်ပြီးတော့တဲ့အတွက်ကျွန်တော်တော်တော်လေးကိုအဆင်ပြေပါတယ်ပြီးလို့ရှိရင်ကျွန်တော်စာသားရေးပြီးထည့်တဲ့အခါမှာလည်း copy ကူးပြီးစာသားရေးထည့်သွားလို့မရဘူး code page ကစာသား ကိုကိုပြန် copy ကူးပြီးထည့်သွားလို့မရဘူးအခြား social media အခြား website တွေက ဒီစာသားတွေကိုလည်း copy ကူးလာပြီးမှကျွန်တော် page မှာတင်သွားမှာကိုကိုနဲ့ရေးပြီး original လုပ်ပြီးမှတင်သွားရပါမယ်။နောက်တစ်ခုဒီ page owner အမားကျတော့ two page မှာတင်ထားတဲ့ content ကိုသူကိုယ်တိုင် like လုပ်တယ်၊သူကိုယ်တိုင် sharing လုပ်တယ်၊ sharing ဆိုအခြား group ပေါင်းများစွာမှာ tag ကတလဲလဲ sharing လုပ်ပြီးသွားတယ်။အဲ့လိုမျိုးလုပ်ပြီးသွားမှဆိုရင် page ရဲ့ performance ကျစေတယ် page ရဲ့ rich englishman original rich original englishman ကြီးကျသွားစေတယ်ခင်ဗျ page က sharing အကျင့်ပါပြီးမှ rich investment down ဖြစ်ပြီးသွားတယ်ပြီး pitch ကပြော့သွားခဲ့တဲ့အတွက်ကြောင့်မို့အနည်းလေးအမားဖြစ်သွားခဲ့တဲ့ pitch က flat ဖြစ်သွားခဲ့တဲ့ suspended ဖြစ်သွားခဲ့တဲ့မျိုး ဖြစ်နေတဲ့အတွက်ကြောင့်မို့လုံးဝကျွန်တော်လှုပ်ဆောင်တော်လို့မရဘူး pitch ဆိုတဲ့မျိုးက creator အတွဲ T20 friendly တဲ့လူတွေအတွက်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ original content genuine content လောက်ပဲတင်သွားတာပို့ပြီးအဆင်ပြေပါတယ်ကျွန်တော်ရဲ့အရှိဗီဒီယိုမှာ copy ဗီဒီယိုတွေကို copy တက်ပုံတွေကို copy လုပ်ကြည့်ရင်ဘယ်လို edit လုပ်ပြီးတင်တင်သွားရမလဲဘယ်လိုလုတ်ဆန်သွားမလဲဆိုပြီး ဗီဒီယိုအသေးစိတ်ကျွန်တော်တင်ပြရဲအဲဥစားတစ်ချက်ပေါ်ကြည့်နိုင်ပါတယ်ဒီနေ့ဒီဘွန်ဒီလောက်ပဲကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ page ကတိတ်မကြိုက်မှ send out ခဲ့ပြီးစင်ကျွန်တော်ရဲ့ page channel channel မှာ live group internet ကျွန်တော် second show ရိုက်ပြီးမှတင်ပေးတော့ပါမယ်ခင်ဗျာနော်ဒီမှာစင်ကျွန်တော်နည်းနည်းအောက်စင်တော့ခင်မယ်ဆိုရင်ဒီမှာဆိုရင်ဒါ page တစ်ခုက any young ဖြစ်ပြီးမှ subs တဲ့ page တစ်ခုမှာ straight လေးချင်းထိမှ subs အထား page ကကျွန်တော်ပြပြင်ပြီးပြီးမှဆိုရင်စင်တော့ခဲ့တဲ့ဒီ page owner page ကလည်း rush english နဲ့အရန်ကိုကောင်းလာခဲ့တဲ့အတွက်ကြောင့်တော်တော်အဆင်ပြေသွားခဲ့တယ်ပြီးလို့ရှိရင် ဒီပစ်စင်တော့ခဲ့တဲ့အတွက်ကျွန်တော်သူ့အနေနဲ့သဘောကျတဲ့အတွက်ကျွန်တော်နောက် page တစ်ခုမှလည်း copyright ချချင်းထိနေတယ်အဲ့ဒီဥစ္စာလည်းကျွန်တော်ရှင်မှာ sub slot အတက်အတွက် sub slot အတွက်အထူးကိုကျေးဇူးတင်ပါတယ်အကယ်လို့လူကြီးမျိုး page မှလည်းအခုလိုအတိုင်း error တက်နေဆိုရင်တော့ဒီ Bible နံပါတ်တစ်ဆင့်ဒီနံပါတ်မှာ Telegram ရှိရယ် Bible ရှိရယ် WhatsApp ရှိပါတယ်ဒီအတက်ဆင့် contact လုပ်ပြီးမှ service အနိုင်ပါတယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်